ပြယူသွားရတယ်အခုဆက်ပြနော်ဆက်ပြမယ်ဆိုတော့ဒီစားလေးကြည့်ပါဒီ site ကိုလည်းကျွန်တော် demon site တင်တယ်စိတ်ဝင်စားရတယ်နော်စိတ်ဝင်စားလို့ဆိုတော့ဒီ၃လုံးပေါင်းချင်းဒီ၃နော်တော့အရင်လည်းတင်ပြပါ၃အဲ့ဒီ၃ကိုလည်းဒီထိပ်စီ၃လုံးပေါင်းချင်းလည်း၃ဖြည့်ရမယ် break ကလည်း break ၃ဖြည့်ရမယ်ပေါ့နော် break ၃ဖြည့်ရမယ်ဖြစ်တဲ့အပြင်ဒီ၅အပိတ်နဲ့ဒီ၁အပိတ်နဲ့ပေါင်းရင်လည်း၆ဖြည့်ရမယ် ဆိုတော့နောက်ဘိတ်သုံးလုံးပေါင်းခြင်းနေလဲသုံးဖြစ်ရမယ်ထိတ်တိသုံးလုံးလဲသုံးဖြစ်ရမယ်ပေါ့နော်ဖြစ်တဲ့အပြင်ဘရိတ်ကလည်းသုံးဘရိတ်ရရမယ်ပြီးရင်ငါးအပိတ်နဲ့တိအပိတ်နဲ့ပေါင်းခြင်းဒီလဲ၆ဖြစ်ရမယ်အဲ့ဒီ၆ဖြစ်ခြင်းကြောင့်ဖော်အဲ့ဒီနှစ်မှာဖော်ထုတ်ဆိုင်ဆိုင်ရှိတယ်အဲ့ဒီဖော်ထုတ်ဆိုင်ကနောက်ပေါင်းခြင်းဒီ၆၈ရှေ့ပေါင်းခြင်း၆ဒါကတော့နော်မိမိကြိုက်နေတဲ့အထူးပေါ့နောက်ပေါင်းခြင်း၆ရှေ့ပေါင်းခြင်းလဲ၆ဖြစ်မယ်၁၀ခွဲ့အဲ့တော့ဒီနေရာမှာဘာဖြစ်လို့ဖြစ်တယ်လဲဆိုရင်ရှင်းနှလုံးပေါင်းခြင်း၆ရဲ့ ရှင်လုံးပေါင်းချင်းရှောက်ရဲ့ဘေးမှာဖြစ်တယ်ပထမဆုံးရှောက်ဖြစ်တယ်နောက်ပိုင်းနောက်ပိုင်းရှောက်ဖြစ်တယ်ရှေးပေါင်းချင်းရှောက်ဖြစ်ဆယ်ခွက်ပေါ့နော်ပြီးရတဲ့ဒီချိန်မှာကြတဲ့330တိနော်330တိတိခါတိခါတိတိတုံညခါ3တိတုံညဆိုတဲ့ကဏ္ဍဒီဆက်ပြီးတော့လိုက်ပြီးပါเนาะရှေးပေါင်းချင်းရှောက်ကြပြီဒုတိယကတ်မှာလည်းအတိုင်းပါပဲเนาะဒီ3လုံးပေါင်းချင်းဒီလျှောက်အောက်မှာတော့ပြတော့เนาะပြခဲ့ပြီမို့လို့ဒီ3လုံးပေါင်းချင်းဒီလျှောက် ထိပ်စီသုံးလုံးပေါင်းလဲရှောက်ပြရမယ်ဘရိတ်ကလည်းရှောက်ဘရိတ်ဖြစ်ရဖြစ်တဲ့အပြင်ဒီ၃နောက်ပိတ်နဲ့ဒီ၃ပိတ်နဲ့ပေါင်းရင်လေရှောက်မူတည်ဖြစ်ရမယ်အဲ့ဒီမှာနောက်ပိတ်၃လုံးရှောက်ထိပ်စီ၃လုံးရှောက်ဘရိတ်ကလည်းရှောက်ပြီးရတယ်၃ပိတ်နဲ့၃နဲ့ပေါင်းလဲရှောက်မူတည်ဖြစ်လို့အဲ့ဒီနှစ်မှာအဲ့ဒီနှစ်မှာပေါ့နော်ဒီနှလုံးပေါင်းခြင်းဒီလျှောက်ဖြစ်တယ်နောက်ပိတ်နောက်ပိတ်ပေါင်းရင်လျှောက်ဖြစ်တယ်ရှေးပေါင်းခြင်းလျှောက်ဖြစ်တယ်ဆယ်ဝက်ဆိုင်အဲ့ဒီဆိုင်မှာပထမဆုံးရှေးပေါင်းခြင်းနှလုံးပေါင်းခြင်းလျှောက်ဆိုရှေးပေါင်းခြင်းနှလုံးပေါင်းခြင်းဒီ ခွန်ဖြစ်တဲ့ဘေးမှာပဲကြားတယ်ပေါ့နော်ဆေးဝဲဆိုင်အဲ့တော့ကျွန်တော် friend တွေပေါ့နော်ကျွန်တော်တို့ဒါ Telegram မှာပို့ပေးမယ်အဲ့နှစ်ခွက်ပဲရှိရပေါ့နော်အဲ့တော့တတိပထမဒုတိယတတိယကတ်မှာလည်းအဲ့လိုပဲနော်နောက်ပိတ်သုံးလုံးပေါင်းချင်းဒီငါနော်နောက်ပိတ်သုံးလုံးပေါင်းချင်းဒီငါထိတ်စီသုံးလုံးလည်းငါနော်ထိတ်စီသုံးလုံးငါအဲ့ဒီငါဒီလေ break ငါလို့ဖြစ်တဲ့ပြင်ဒီတဲ့ပိတ်နဲ့ငါအပိတ်နဲ့ပေါင်းချင်းဒီလေ၆မှုတွေဖြစ်ပြီးတော့မှဒဲတော့ခွက်တစ်ဆက်ပေါ့နော်အဲ့လိုထွက်တဲ့အချိန်မှာပဲကျွန်တော်တို့ ရှောက်ဖြစ်အောင်ဆိုလို့ရှိရင်ဒီလုံးပေါင်းချင်း၈ပြီပထမဆုံး၈ပေါင်းချင်းရှောက်ဒုတိယဖြစ်ပေါင်းချင်း၈ပေါင်းချင်းခွန်တတိယ၈ပေါင်းချင်း၈ဖြစ်နေတဲ့အတွက်အဲ့ဒီပြီးမှာပဲနှလုံးပေါင်းချင်းရှောက်၈ပေါင်းချင်းရှောက်ဖြစ်တယ်ပေါ့နော်အဲတက်တက်နော်ပြီးခါမှာဒီစိုက်ကြမှာကြာမှာနော်၈ပေါင်းချင်းရှောက်တဲ့၁၀ခွဲစိုက်ပေါ့နော်အဲ့တော့၃မိနစ်ရှိနေပြီပေါ့နော်အဲ့တော့ဒါလည်းဟိုလောကတင်ခဲ့ပြီအဲ့ဆိုရင်ဒီမှာလဲနောက်ပိတ်၃လုံးပေါင်းချင်းဒီခွန်ထိပ်စီ၃လုံးလဲခွန်ဗရိတ်ကလည်းခွန်ဖြစ်တယ်ဖြစ်တဲ့အပြင်ဒီကိုအပိတ်နဲ့ခွန်အပိတ်နဲ့ပေါင်းချင်းဒီလဲ ရှောက်ဖြစ်ထားတယ်เนาะအဲ့လိုဖြစ်တဲ့အကြောင်းပထမဆုံးရှေးပေါင်းရှင်ရှောက်ရှေးပေါင်းရှင်ကွန်ရှေးပေါင်းရှင်အခုရှေးပေါင်းရှင်9လို့ဖြစ်နေတယ်9နဲ့3ကြပေါင်း9ဖြစ်နေတဲ့အတွက်ရှောက်ဖြစ်အောင်ဆိုတော့မှရှောက်ပိတ်ထားတဲ့အတွက်3နဲ့နောက်ပိတ်ရှေးပေါင်းရှင်ရှောက်ဆိုတော့ကျွန်တော်ဒီပွဲစဉ်မှာဒီကနန်းထွက်လာဖုံမွေးမှုပေါ့နော်ဖုံမွေးဆိုင်နဲ့ဒီကနန်းစေဝတ်ထွေ3.63 6ရာ5.3 3.5 3ရာ4.3 2.3 3.30 8ရာ880 980 990 နော်အဲ့ဒီဟာလေးကိုမိမိကြက်နေတဲ့ထိုးပါကျွန်တော်ဟိုစားတော့ Telegram မှာရှာပေးမယ်နော်ကျွန်တော်အဲ့ဒါလေးရတော့နော်ဒါကနန်းပို့ထိုးရမှာဆိုတော့နော်အားလုံးပဲကန်ကောင်းကြပါစေနော်